ော်လန်ပြည်သူအားလုံးနေတာကဲကျွန်တော်တို့ဒေါ်လန်ကြီးအတွက်နော်တမိုးရှိတဲ့စကားလေးစကားဝိုင်းလေးပေါ့နော်ဘာတွေပြောလဲပေါ့နော်ဒေါ်နာဒေသာဆန်းလို့ပေါ့နော်ဒေါ်လန်ကြီးအတွက်ဘာပြောလဲဆိုတဲ့တမိုးရှိတဲ့စကားဝိုင်းလေးကိုကျွန်တော်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ကဲကျွန်တော်တစ်ချက်တော့ကြည့်လိုက်ရအောင်အဲ့တော့ကျွန်တော်ဟိုဒီမှာအဓိကလူလူကိုရောပေါ့ကျွန်တော်တို့ရဲဘော်တွေပြောချင်တာလေကျွန်တော်တို့တော်တဲ့အများတန်းဟို စဉ်းစားကြည့်တယ်သူမျိုးအမေလည်းခဏခဏမေးခံရတဲ့ဟာပေါ့နော်ကျွန်တော်တို့ဘာကြောင့်ဒီဒေါ်လာရေးကိုတလောက်ခက်ခက်ခက်ဗျာဘဝဒီအသက်ဒီတွေးတွေတွေးနေရောဒီဘာကြောင့်ဒီဒေါ်လာရေးမေးရတယ်မေးရတယ်နော်ကြာတာလေလောက်အဲဒေါ်လာရေးဘာကြောင့်လောက်တာလောက်ရတဲ့အကြောင်းရင်းအကြောင်းရင်းဒါလည်းအင်မတန်အရေးကြီးတယ်ဗျာကျွန်တော်အဲ့ဒါကိုလည်းဒီစကားဝိုင်းအတဆင်ကိုကျွန်တော်လူစုကိုလည်းတင်ပြကြတယ်တကယ်တော့ဗျာကျွန်တော်နားလေကြကကျွန်တော်တို့တိုင်းပြည်ရကြညာလူတွေကိုခဏမေးထားလေဗျအဲ့အဓိကတော့အုတ်ချုပ်တဲ့ဟာနိုင်ငံရေးစနစ်မေးထားသူတဘာဝတရားကြီးရဆို ။ Yeah. အင်မတန်တွေ့ဝချမ်းသာဖို့အလားအလာကောင်းနေအများကြီးရှိတယ်။ဟုတ်။အများကြီးစနိုက်မြန်မာနိုင်ငံရဲ့ဒီပေါ်မြောက်တင်ရတာတည်းရှိမလား။မြန်မာနိုင်ငံတည်နေရကမ္ဘာပေါ်မှာလူကြီးအများဆုံးနိုင်ငံကြီးညနိုင်ငံကြားမှာရှိတယ်။ဆိုချင်တာဈေးကွက်အကြီးကြီးတွေဟုတ်တယ်။နည်းနည်းလေးဖြည့်စက်တယ်ဗျာ။လူကြီးမြန်မာနိုင်ငံလူကြီးတန်း၅၀နဲ့တန်း၆၀လောက်ရှိတယ်။လူသွားအရင်းမြစ်လည်းရှိတယ်ဖြစ်တယ်။ဒီပါလုံသားအင်အားကြီးတယ်နော်။စသဖြင့်ပေါ့နော်။ဆိုချင်တာတင်ရတာနောက်ပြီးမြန်မာနိုင်ငံကဒီတဘာဝပတ်ဝန်းကျင်နဲ့ဒီလောက်တောင်ရေးမီဒါဒီဥဒု နော်အင်မတန်ဟိုတမမြတ်တာတွေပြောရမယ်ပေါ့နော်ဒါတမမြတ်တာအဲ့ဒါလိုနိုင်ငံတစ်ခုစီတေးကြတယ်ပေါ့ကမ္ဘာပေါ်မှာအခုလိုအစင်းရဲဆုံးနိုင်ငံဆိုတာဖြစ်ကိုဖြစ်တယ်ကျွန်တော်ပြောတာအခုတော့အစင်းရဲဆုံးနိုင်ငံတွေရောက်တယ်နော်အင်းကြီးလေဗျာကျွန်တော်တို့ဒါအဲဆိုတော့1962ပေါ့မြန်မာနိုင်ငံမှာဒီစစ်တပ်ကနိုင်ငံကြီးမှာနော်ပါမလာခင်ပေါ့အဲ့ဒီမဲ့စစ်အာဏာရှင်တွေမဖြစ်ခင် မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်လိုက်ဒါတိကျတယ်ဗျာဟိုကမ္ဘာအဆင့်မဟုတ်တော့မှာအာရှအဆင့်တော့ဝင်းတယ်ဗျာနောက်ဆုံးမြအရှိတောင်အရှမှာတော့လမ်းမထောင်လို့ရတယ်ဗျာမထောင်လို့ရဟိုးအရေးကြီးတော့ဆုံးမြအာရှမှာတော့မှာနော်တစ်ချိန်ကလည်းလမ်းမထောင်ထောင်နေတာပဲရှိခဲ့တာပြောချင်တာကဘာကြောင့်အခုဆိုကျွန်တော်တိုင်းပြည်ကကမ္ဘာပေါ်မှာအဆင်ရေဆုံးလို့နော်ပြဿနာအများဆုံးဖြစ်သွားတယ်ရှင်းရှင်းလေးပဲနိုင်ငံရေးစနစ်မကောင်းလို့စနစ်မကောင်းနော်ဘာကြောင့်လဲအဲ့နိုင်ငံရေးစနစ်ကလွဲမနေတော့အာဏာရှင်စနစ်တွေเนาะဒါဗဟိုထိန်းချုပ်ဒါကျွန်တော်တို့ဒီဝါဒတွေတော့ အဲ့ဒါကိုကျွန်တော်ကမခံကျင်တာဗျာကျွန်တော်တို့တိုင်းပြည်ရဲ့လူထုအခြေအနေမြန်မာနိုင်ငံရဲ့သဘာဝအခြေသဘာဝတရားရဲ့အခြေအနေကဘလို့မှမွဲစရာဆင်းရဲစရာအကြောင်းကိုမရှိကျွန်တော်ကမွဲနေတယ်ကျွန်တော်တို့တိုင်းပြည်ကလူချင်းတူတူသူချင်းနဲ့နေနိုင်တင်နေတင်အခုတော့ကဘာပေါ်မှာအဆင်ရဲဆိုပြဿနာအများဆုံးဒါပြည်တွင်းစစ်တပ်အရှိကြသူနိုင်ငံဆင်းရဲဆိုနိုင်ငံအဓိကနိုင်ငံရေးစနစ်လွဲမှနေတယ်ပြဿနာတွေအားလုံးရေတော့မြက်ကဒီနိုင်ငံရေးစနစ်ဒါကြောင့်ကျွန်တော်ဒီနိုင်ငံရေးစနစ်ကောင်းမှကျွန်တော်တို့တိုင်းပြည်တိုးတက်မှချမ်းသာအဲ့တော့နိုင်ငံရေးမကောင်းမဲ့စီးပွားရေးမကောင်းနိုင်ဘူး နိုင်ငံရေးမကောင်းမဲ့မီးလည်းမမဟုတ်ရေလည်းလာမှာမဟုတ်ပြတည်တဲ့ပြင်မှာမဟုတ်ဘူးနော်ပြောချင်တာအဲ့တော့အားလုံးရဲ့ရင်းမြစ်ဒီဒီနိုင်ငံရေးစနစ်ကောင်းမှုလို့တွေဆိုတော့ကျွန်တော်ကဒါကျွန်တော်ရဲ့နားလည်ချက်ခံယူချက်ပေါ့ဗျာအခုပဲပါပဲ2000เนาะဒါ21အာဏာပသိမ်းငင်တွေဆိုဒါဒီမိုကရေစီအပြည့်အဝမဟုတ်သေးဘူးเนาะဖက်ဒရယ်အစ်စ်မန်မဟုတ်သေးဘူးသို့တော်လည်းပဲတိတ်တာပြောချင်နိုင်ငံရေးစနစ်နည်းနည်းလေးကောင်းသွားတယ်တိုင်းပြည်ရဲ့လူမှုစီးပွားတိုးတက်လာတာအဲ့လိုအားလုံးမျက်မြင်ကိုတွေ့ပဲမျက်မြင်ကိုဒါတော့အပြည့်အဝမကောင်းသေးဘူးเนาะပြောချင်တာဟုတ်တယ်ပြည်သူတွေရဲ့ ဒီဝမပေါ်နေဘူးဟုတ်ကဲ့အစာမျိုးလုံးရှိစခါလာအဲ့အချိန်မှာတော့တိုင်းပြည်ကမမှုစီဝါထုတ်တက်မှုကတိတာတယ်ကအဲ့ဆယ်စုနှစ်တခုလောက်ပြင်ပါအဲ့တော့ပြောချင်တာအခုကျွန်တော်တို့နည်းနည်းလေးလမ်းကြောင်းမှန်းလေးမှာရောက်မယ်ဆိုတာရှိတယ်အခုပြန်ပြီးတော့မာလာအနာပြန်ယူသွားအဲ့တော့ပြောချင်တာကကျွန်တော်တို့လူလူတွေအားလုံးရောနိုင်ငံရေးစနစ်ကောင်းမှစီဝါရေးလည်းကောင်းမှာဟုတ်တယ်နိုင်ငံရေးစနစ်ကောင်းမှပညာရေးလည်းကောင်းမယ်လက်မဆတ်သွေးကောင်းမယ်မိမှန်မယ်ဟဲ့လားအလုပ်ကံခွင်လန်းရမယ်ဗျာပြောချင်တာဒါကြောင့်ကျွန်တော်တို့အခုတော်လန်းနေတာဒီတိုင်းပြည်ရဲ့ဖြစ်ပျောင်းစနစ်ပျောင်း နိုင်ငံရေးစနစ်ပြောင်းမှုကောင်းမှုရာအတွက်ကျွန်တော်တို့ဒီဒေါ်လာကြီးကိုအခုလိုအရေးကြီးအများကြီးကြီးစွာနဲ့လုပ်နေကြတာလို့ထင်တာနော်အဲ့တော့ကျွန်တော်တို့အားလုံးကလည်းအေးအေးချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့ဟလာနေရတဲ့လူတွေကြီးပဲမြမာပြည်ကိုတိုးတက်ခြင်းနဲ့ကိုရွာကိုနဲ့ကိုမြို့သားရခြင်းနဲ့အဲ့ဒါတွေအားလုံးဖြစ်ဖို့ဆိုရင်ဒီနိုင်ငံရေးစနစ်မှန်မှုလိုတယ်ဒီအာဏာရှင်စနစ်မရှိမှရမယ်ဒါပါအဲ့ဒါကိုကျွန်တော်ကတော့အဓိကကျွန်တော်တို့ဒီဒေါ်လာကြီးလောက်ရတဲ့ကိုကြီးရွယ်ချက်ပေါ်စနစ်ပြောင်းမှုနော်လာရလာရကတော့စနစ်ပြောင်းမှုဒီနည်းကြီးတယ် ခက်ခဲတွေလည်းကြီးတယ်ဒေါ်လာရေးလို့မြည်ဒီမှာပေါ့နော်အဲကျွန်တော်တို့သို့တော်လည်းပဲဘလောက်ခဲအရင်းအီးတွေကြီးကြီးသိကြတယ်ကျွန်တော်တို့အကျိုးမြတ်ကလည်းအကြီးပါအဲတို့တိုင်းပြည်ငင်းညတ်သားရာတိုးတဲ့နဲ့တက်တိုင်းအခုဖြစ်အောင်ဒီຫນွေဦးဒေါ်လာကြီးအောင်ပွဲရတယ်ကျွန်တော်တို့ခရီးနိုင်ပါလေဖြစ်ဖြစ်ပေါ့ဗျာဒါကြောင့်ကျွန်တော်တို့အရင်းအီးတော့ခက်ခဲပေါင်းများစွာတဲ့ကနေပြီးတော့ပဲဒီဒေါ်လာကြီးကိုကျွန်တော်တို့ဒါလုတ်ဖို့လိုတယ်ကျွန်တော်တို့အခုအခက်ခဲကြီးကြုံရတယ်ဗျာသို့တော်ကျွန်တော်တို့ကျုံတယ်ဆိုကျွန်တော်တို့ဒီတော်လာရင်မနိုင်နောက်ထပ်ကျွန်တော်တို့တူတယ်ကျွန်တော်တို့တူမှတွေဖြစ်တယ်တော်လန်းနေအောင်ပါတော်လန်းနေအောင်ပါဟုတ်တယ်မလားဆက်ဆက်ဟုတ်တယ်မလား ဲ့တော့ဟိုကျွန်တော်တို့ဒါကြောင့်မို့ဒီတပွဲကိုတော့ကျွန်တော်အဆုံးသက်တိုက်ပွဲမှတ်ယူပြီးတော့ကျွန်တော်တော့ဒီပေါ့နော်ဒီဒေါ်လာကြီးကိုနော်ပိုဆွမ်းညာဆိုရှိသမျှပို့ဗျာကျွန်တော်တို့ဒါတိုင်ရတယ်ပွဲလူတော့ပနိနာနိနာအဆုံးကြတာဟုတ်ပါဘူးဒီဂျိုဘန်လေးကိုအစားအမြဲအဆုံးလိုက်ပါအကြည့်ရှိပေးရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်